အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းကတော့ယူကရိန်းစစ်ပွဲနဲ့သမ္မတဒိုနယ်ထရမ့်တို့အကြောင်းပြောပြချင်ပါတယ်ယူကရိန်းသမ္မတဇလန်စကီဟာဝါရှင်တန်ကိုသမ္မတထရမ့်နဲ့တွေ့ဖို့ရောက်လာခဲ့ပါတယ်အတိအကလာရတဲ့အကြောင်းရင်းကတော့ရုရှားကိုအတွင်ပိုင်းအထိပြစ်ခတ်နိုင်တဲ့အာတိုမာဟော့အဒုံးကြီးတွေရနိုင်ဖို့ပါဆိုတော့ဒါပေမဲ့သူရောက်လာတဲ့အချိန်မှာပဲအမေရိကန်သမ္မတ နဲ့ Trump ဟာအချိန်အတော်ကြာအောင်ရုရှားသမ္မတနဲ့တယ်လီဖုန်းပြောပြတဲ့နောက် Ukraine ပဋိပက္ခကိုဖြေရှင်းဖို့အတွက်သမ္မတ Putin နဲ့ Hungary နိုင်ငံ Budapest မှာတွေ့ဆုံမယ်လို့အင်ဖြူရကကြေညာလိုက်ပါတယ်။ဘယ်နေ့မှာတွေ့မယ်ဆိုတာကိုတော့ရက်အတိအကျ မပြောပေမဲ့ဒီတွေးဆုံဖို့ဆုံးဖြတ်ချက်ကြောင့်ဒီယူကရိန်းသမ္မတအနေနဲ့တော့ဒုံးကျည်တွေရနိုင်ဖို့အ ਨੇ ဆုံးဒီတွေးဆုံမှုပြီးတဲ့အထိစောင့်ရမလို့ဖြစ်သွားခဲ့ပါတယ်။ရုရှားရဲ့ Kremlin နန်းတော်ကတော့ဒီအမေရိကန်အနေနဲ့ယူကရိန်းကို Tomahawk ဒုံးကျည်တွေကို မပေးဖို့ပေါ့လေအပြင်းအထန်တတိပေးထားခဲ့တာလည်းဖြစ်ပါတယ်။ Tomahawk ဒုံးကျည်တွေကိုယူကရိန်းရသွားခဲ့ရင်ရုရှားရဲ့အတွင်ပိုင်းအထိပြစ်မှတ်တွေကိုထိထိရောက် ောက်ပစ်ခတ်သွားနိုင်တော့မှာပဲဖြစ်ပါတယ်။နောက်ထပ်ပြောပြမယ့်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်နားသတင်းမှာ ိန္ဒိယအရှေ့မြောက်ပိုင်းမြန်မာနဲ့နယ်နမိတ်ချင်းပေါ့လေနယ်ဆက်ချင်းထိဆက်နေတဲ့ဒီအာအရူနာချာပရဒက်ရှ်ပြည်နယ်ထဲမှာအိန္ဒိယအစိုးရလက်အောက်ခံအာတန်ရိုင်ဖယ်စခန်းတစ်ခုကိုလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကအောက်တိုဘာလ15ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အဖွဲ့အစည်းကတော့နာဂပီဆိုရှယ်လစ်ကောင်စီအာကပ်လန်အုပ်စုက YA အုပ်စုကွဲ NSCNKYA နဲ့ဒီမဏိပူရဲ့အာတဘုံအဖွဲဖြစ်တဲ့ ULFA Independent ပူပေါင်းအဖွဲ့တို့ဖြစ်တယ်လို့ Arthur Rifle အရာရှိကို ကိုးကားပြီးတော့ North East Life တင်ကဆိုပါတယ်။အာအမနဲ့လင်းအားကြီးအချိန်ပေါ့လေ2နာရီခွဲလောက်ကနေ3နာရီခွဲကြာမှာ Arthur ပြည်နယ်နဲ့အာ Arunachal Pradesh ပြည်နယ်အဆက်မှာရှိတဲ့ Arthur Rifle ရဲ့ရှေ့တန်းစခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။အဆအဦးသတင်းတွေအရဆိုရင်တော့ Arthur Rifle က၄ရောက်ဒဏ်ရာရသွား ွားတယ်လို့ဆိုပါတယ်။ဒဏ်ရာသွားတဲ့သူတွေကိုတော့ရဟတ်ရင်နဲ့ဈေးကူတာဖို့တည်သွားခဲ့ပါတယ်။ NSCN KYA အဖွဲ့နဲ့ ULFAI အဖွဲ့နှစ်ဖွဲ့အပေါင်းအင်အား40ကျော်လောက်ကဒီ မမူနယ်ထဲမှာရှိနေတဲ့အာတန်ရိုင်ဖယ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အာတန်ရိုင်ဖယ်ဘက်ကပြောပါရယ်။အိန္ဒိယရှေ့မြောက်ပိုင်းကကိုပိုင်အုပ်ချုပ်ရေးနဲ့လွတ်လပ်ရေးတောင်းဆိုနေတဲ့လက်နက်ကအဖွဲ့တွေဟာအိန္ဒိယမြန်မာနယ်စပ်မှာအခြေစိုက်ကြပြီးတော့အိန္ဒိယအစိုးရလက်အောက်ခံတပ်ဖွဲ့တွေနဲ့မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်လေရှိပါရယ်။အရင်ကတော့အဲ့ဒီတိုက်ပွဲတွေဟာမနေပူပြီးနောက်ပြီးတော့အာတန်နဲ့နာဂလန်ပြည်နယ်တွေမှာ ဖြစ်လေရှိပေမဲ့အခုတိုက်ပွဲကတော့ အထက်ပိုင်းအရူနာချာပရာဒက်ရှ်ပြည်နယ်ထဲမှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်နမဲကျော် K-pop အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့ဝင် Lisa လို့လူသိများတဲ့ Lalisa အာ Manoben ဗောလေကိုတော့လူကြီးလူငယ်တော်တော်များများကသိကြမယ်လို့ထင်ပါတယ် Lisa ဟာ Instagram မှာတော့ follower တန်း100ကျော်နဲ့ follower အများဆုံး K-pop အနုပညာရှင်လည်းဖြစ်ပါတယ် အောက်တိုဘာလ15ရက်နေ့မှာတော့ထိုင်းနိုင်ငံရဲ့ခီးတွားလုပ်ငန်းမြင့်တင်ရေးအတွက် Amazing Thailand Ambassador အဖြစ်တရားဝင်ခန့်အပ်လိုက်ပြီလို့ထိုင်းခီးတွားလုပ်ငန်းအာဏာပိုင်အဖွဲ့ဒီ TAT ကကြေညာလိုက်ပါတယ်ဒီသဘောတူညီချက်အရလီဆာပါဝင်မဲ့ခီးတွားမြင့်တင်ရေးလှုပ်ဆောင်မှုမှာလီဆာကိုဇောင်းပေးပြီးတော့ရိုက်ကူးထားတဲ့60စက္ကန့်ပေါ့လေရှိတဲ့ကြော်ညာတစ်ခုပါဝင်မှာဖြစ်ပါတယ်ထိုင်းခီးတွားမြင့်တင်ရေးအဖွဲ့ TAT ကသူတို့ရဲ့ဒီကြော် ော်ညာဗီဒီယိုကိုအဓိကအားဖြင့်စက္ကန့်30အရှည်နဲ့နောက်ပြီးတော့စက္ကန့်15စက္ကန့်ပေါ့လေအတူဆိုပြီးတော့နှစ်မျိုးတီးဖြတ်ထုတ်လုပ်มาဖြစ်ပါတယ်။နောက်ပြီးတော့15စက္ကန့်ကြော်ညာကိုထပ်ဆင့်ကြော်ညာပေါ့လေအတွက်ဆိုပြီးတော့ဒီတီဇာနဲ့ ထွေလာအတွက်အာပြင်ဆင်ပြီးတော့သုံးစွဲသွားမယ်လို့ဆိုပါတယ်။ဒီခီးသွမ်းမြင့်တင်ရေးကြော်ညာတွေကိုလာမယ့်2026ခုနှစ်ဇန်နဝါရီလမှာလီစာပါဝင်တဲ့အထူးပွဲတစ်ပွဲမှာအာစတင်ပြီးတော့ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဒါတင်မကပဲအယောင်မြင့်တင်ရေးဓာတ်ပုံ12ပုံလည်းပါဝင်မှာဖြစ်ပါတယ်။သဘောတူညီချက်အရာကတော့လီစာရဲ့ကိုယ်ပိုင် Instagram ကအကောင့်ကနေအာဒီ post တစ်ခုနဲ့ ကုမ္ပဏီအကောင့်ကနေ post တစ်ခုတင်มาဖြစ်ပါတယ်။ဒါအပြင် TAT နဲ့နိုင်ငံရဲ့ချားမှာရှိတဲ့ရုံးတွေကဒီ post ကို Amazing Thailand platform တွေကနေတဆင့်ပြန်ပြီးတော့ share မယ်ပေါ့เนาะပြီးတော့ဟိုဖြတ်မယ်လို့ ဆိုပါတယ်ဆိုတော့ဒီနေရာမှာလီဆာရဲ့ကြော်ကြားမှုကြောင့်နိုင်ငံတကာခရီးသည်အသစ်ပေါ့လေ၅တန်းကနေ၁၀တန်းထိရရှိပြီးတော့သူတို့တွေစီကနေဝင်ငွေဘတ်ဘီလီယံ250ဆီယံနဲ့900အတွင်းအမေရိကန်ဒေါ်လာနဲ့ဆိုလို့ရှိရင်တော့10ဘီလီယံကနေ16ဘီလီယံအတွင်းရနိုင်မယ်လို့မျှော်မှန်းထားတာလည်းဖြစ်ပါတယ် နောက်ဆုံးတစ်ပုတ်ကတော့2026ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲနဲ့ဆိုင်တဲ့သတင်းမှာပွဲစဉ်တွေကတော့နောက်နှစ်ဇွန်လမှစတင်မှာဖြစ်ပေမဲ့ဒီလက်မှတ်ပေါင်းပေါ့လေသတန်းကျော်ကိုရောင်းချပြီးသွားပြီလို့ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကပြောပါတယ်။အများဆုံးဝယ်ကြတဲ့နိုင်ငံတွေကတော့အိရှန်နိုင်ငံတွေဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနောက်ပြီးတော့ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကဖြစ်ကြပါတယ်။အဲ့ဒီနောက်ကလိုက်တဲ့နိုင်ငံတွေကတော့အင်္ဂလန်၊ဂျာမနီ၊ဘရာဇီး၊စပိန်၊ကိုလံဘီယာ၊အာဂျင်တီး ီးနားနဲ့ပြင်သစ်တို့ဖြစ်တယ်လို့ FIFA ကပြောပါတယ်။အခုထိလက်မှတ်ဝယ်ယူထားတဲ့ဒီနိုင်ငံနဲ့နယ်မြေကစုစုပေါင်းဆိုလို့ရှိရင်232နယ်မြေပေါ့လေ232ခုရှိတယ်လို့လည်း FIFA ကဆိုပါတယ်။အခုပထမအတုပ်လက်မှတ်ဝယ်ယူခွင့်ရတဲ့သူတွေဟာလက်မှတ်ဝယ်ယူဖို့မဲဖောက်ရမှာရှောက်ထားတဲ့သူ၄သန်းသမ၅သန်းတည်းရဖြစ်ပါတယ်။နောက်တစ်တုပ်ရှောက်ထားမယ့်ရက်ကတော့အောက်တိုဘာလ28ရက်နေ့ဖြစ်တယ်လို့ FIFA ကပြောပါ les